ဒီနေ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဘာပြောပြခြင်းလဲဆိုရင်လူတိုင်းလူတိုင်းအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့ပြည့်စုံခြင်းနဲ့ဒါလူတိုင်းရဲ့ယဉ်တဲ့ဆန္ဒပဲဗျမချမ်းသာခြင်းတဲ့သူလောကမှာမရှိဘူးမကြွယ်ဝခြင်းတဲ့သူမရှိဘူးမပြည့်စုံခြင်းတဲ့သူလောကမှာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုစဉ်းစားရမလဲဆိုလို့ရှိရင် လူတိုင်းလူတိုင်းတည်ထားတဲ့အရာလေးရတော့စဉ်းစားတဲ့အရာလေးရတော့ဒီလူကစင်းရတဲ့အလုပ်တွေကိုဘာတွေလုပ်သလဲသူဘာကြောင့်စင်းရသလဲဘာကြောင့်မွဲသွားသလဲဘာကြောင့်မအောင်မအောင်မြင်လဲအဲ့ဒါလိုဟာမျိုးတွေးရမှာတွေးပြီးတော့အဲ့ဒီဟာရဲ့အခြားတစ်ဖက်ကိုကိုကပြောင်းမြန် ပြန်ပြီးတော့စဉ်းစားရမယ်ဟုတ်ပြီဒါကြောင့်စင်ရဲ့ရင်အဲ့ဒါမလုပ်ရင်အဲ့ဒါရဲ့အခြားတစ်ဖက်ကချမ်းသာခြင်းပဲပေါ့အဲ့ဒါရဲ့အခြားတစ်ဖက်ကအောင်မြင်ခြင်းပဲပေါ့အဲ့ဒါရဲ့အခြားတစ်ဖက်ကအသက်ရှည်ခြင်းကျန်းမာခြင်းပဲပေါ့ဟုတ်တယ်နော်ကဲအဲ့တော့ကျွန်တော်တို့ဒီတဲ့ပိုကောင်းတာကိုထပ်ပြီးစဉ်းစားမယ်ဗျာနော် အလင်းရှိတယ်အမောင်ရှိတယ်အလင်းရဲ့အခြားတစ်ဖက်ကအမောင်အမောင်ရဲ့အခြားတစ်ဖက်ကအလင်းပြကျွန်တော်ဗီဒီယိုဟောကန်းကိုလာတဲ့သူတွေကျွန်တော်စီမံဗီဒီယိုမေးတဲ့သူတွေကျွန်တော်များသောအားဖြင့်သူတို့ကိုညံအလင်းပွင့်မဲ့ဇာတ်တွေကျွန်တော်ပြောတယ်အဲ့ဒီအထဲမှာကျွန်တော်ခဏခဏမကြာမကြာပြောပြတဲ့ဇာတ်လေးတစ်မျိုးရှိတယ်အဲ့ဒီဇာတ်လေးကရှေ့နေကြီးတယောက်ရဲ့အကြောင်းရှေ့နေကြီးကကျွန်တော်စီကို လာတယ်လာပြီစကားတွေပြောကြတယ်အဲ့ရှင်နေကြီးကအရန်အောင်မြင်တယ်ရှင်နေလောကမှာအရန်အောင်မြင်တယ်အဲ့တော့သူ့ကိုကျွန်တော်မေးတယ်အဘအဘဘာဖြစ်လို့ရှင်နေလောကမှာအောင်မြင်တာလဲဆိုတော့ तू တော်တော်နဲ့မဖြေဘူးချိန်ဖန်များဆိုတာကျွန်တော်မေးလဲမေးရော तू ဖြေတယ်ဗီရင်စရာလေးတဲ့ကျွန်တော်ရဲ့ဘဝမှာနိုင်မဲ့အမှုပဲလိုက်ခဲ့တယ်တဲ့မနိုင်မဲ့အမှု तू မလိုက်ခဲ့ဘူးဟာကျွန်တော်ညံအလင်းပွင့်သွားတာပေါ့ဟုတ်ပြီ နားပီးရင်ဟောရင်ရောမှန်တာပဲဟောမှာပေါ့မှန်မဲ့ဟာပဲဟောမှာပေါ့မှားနိုင်တဲ့ကိစ္စငါဘာကိစ္စဟောမှာတော့အဲ့တော့ငါစီးပွားရေးလုပ်ရင်ရောအကျိုးရှိတာပဲလုပ်မှာပေါ့အကျိုးမရှိတာဘာကိစ္စလုပ်မှာတော့ငါဆရာဝန်ကြီးဆိုရင်ရောရှင်မဲ့လူနာပဲကူမှာပေါ့ပေမဲ့လူနာဘာကိစ္စကူမှာတော့ငါအကြောင်းဆရာကြီးဆိုရင်ရော စာတော်တဲ့လူပဲဖိတင်မှာပေါ့ညံထိုင်းတဲ့လူကိုဘာလို့တင်မှာလဲညံလင်းပွင့်ပါစီမိတ်ဆွေကျွန်တော်ကျော်စင်ဖမ်းပါ